မင်္ဂလာပါရှင်ခေတ်သစ်သတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ထမအောင်ဆုံးတပုတ်အနေနဲ့စကိုင်းမြို့ကိုကြာလွန်ပြီးငလင်ပီးကုညီကဲစိန်သွားမဲ့အဖွဲ့များနဲ့ရှင်တန်းများကိုစစ်တပ်ဖြူစော်တီနဲ့ပြည်သူစစ်များကတားဆီးပြီးတော်လိုင်းအဖွဲ့များစိုးမိုးတဲ့ဒေသတွေကိုခွင့်ပြုချက်မရှိရင်တွားရောက်ကုညီခွင့်မရှိဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းမြို့ကိုကြာလွန်ပြီးငလင်ကုညီကဲစိန်သွားမဲ့အဖွဲ့များနဲ့ရှင်တန်းများကိုစစ်တပ်ဖြူစော်တီနဲ့ပြည်သူစစ်များကစတင်တားဆီးနေပြီးခွင့်ပြုချက်မရှိရင်တော်လိုင်းအဖွဲ့တွေကိုစိုးမိုးတဲ့ဒေသတွေကိုတွားရောက်ကုညီခွင့်မရှိလို့တရားဝင်ပြောဆိုပေးပင်လာကြောင်းတားဆီးခံရတဲ့ကုညီအဖွဲ့တို့ကတင် ဌာနကိုပြောပါရယ်။အေဘီလာ6ရက်နေ့ငလင်တက်တဲ့မင်းကွန်းဒေတာကိုကုညီကင်စင်းသွားရောက်စ조사ခဲ့တဲ့ကုညီအဖွဲ့တစ်ခုမှစကိုင်းမြို့အထက်မှာစစ်တပ်နဲ့ရဲတွေရဲ့တားဆီးမှုခံခဲ့ရကြောင်းသက်ဆိုင်ရာမင်းကွန်းဒေတာအာဏာပိုင်တွေနဲ့ချိတ်ဆက်ထားမှုမရှိခြင်း၊စံစီစားအပါဝင်ရှိခါနဲ့ရှိတဲ့စေဝါများအမိုးအကာများတပါတဲ့ပါဝင်လာခြင်းတို့ကြောင်းသွားရောက်ခွင့်မပြုဝဲစကိုင်းမြို့ပေါ်မှာတာကင်စင်းနဲ့ရိခါပစ္စည်းတွေထားခဲ့ရန်ပြောဆိုပြီးပိတ်ပင်တားဆီးခဲ့ကြောင်းသိရပါရယ်။ လလင်ဘေးတဲ့ဒေတာတွေကိုသွားမြင်ဆိုရင်တက်ဆိုင်ရာဒေတာအာနာပိုင်ဖွင့်စည်းတွေနဲ့ချိန်ဆက်ပြီးတော့ကင်းစင်အတွက်ပေးမယ်ပစ္စည်းတွေစည်ရင်းစရာနဲ့တကွာအတိအကျသင်ယူပါမယ်ဆိုတဲ့ခွင့်ပြုချက်ယူမှတဲ့ခွင့်ပေးမယ်လို့ပြောတယ်ကင်းစင်ပုံစံဖန်ပြီးအစံဖက်ဖွဲ့တွေအတွက်ရိတ်ခါစေဝါစုဆောင်းတာမျိုးဖြစ်မှာစလို့တားဆီးရလို့ပြောပါတယ်လူချင်းတော့စကိုင်းမျိုးပေါ်ကင်းစင်ဖွဲ့တွေစီမှာသွားလူပါမလူချင်းလည်းနောက်ပြန်လှည့်ကြည့်ပါလို့ပြောပါတယ်ရှေးဆက်သွားချင်းတော့ခွင့်ပြုချက်မပိုင်းမသွားရဘူးလို့ပြောပါတယ် ဒီကနေ့တားဆီးခံရတဲ့ကုညီကယ်ဆိုင်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါတယ်။တားအပြင်စကိုင်းမြို့ပေါ်မှာလည်းလက်နက်ကင်ဆောင်ထားတဲ့ပြည်သူစစ်နယ်ပြူစောတိတချို့ကစကိုင်းမြို့နယ်အတွင်းရှိခြေရွာရီနဲ့စကိုင်းတောင်ရုပ်ဘက်ကိုသွားမဲ့ကယ်ဆိုင်ရှင်တွေကိုစစ်ဆေးမှုတွေလှုပ်ဆောင်နေကြောင်းရိခါပစ္စည်းတွေကိုစစ်ဆေးခြင်းကယ်ဆိုင်သွားမဲ့သူတွေရဲ့မှတ်ပုံတင်တွေကိုစစ်ဆေးခြင်းတွေလှုပ်ဆောင်နေကြောင်းသိရပါတယ်။တနက်အစီတလက်အတူတလက်ကင်ထားတဲ့ပြူစောတိဖွဲ့တွေကပရာဟိတသမားတွေကုညီကယ်ဆိုင်လုပ်နေတဲ့ဖွဲ့တွေကိုစစ်ဆေးမှုလုပ်ပါတယ်။မြို့ပေါ်ပြင်ပကုညီသွားမယ်ဆိုရင်မြို့နယ်ခွင့်ပြုချက်ရလာမြို့နယ် ဲ့ခွင့်ပြုချက်မပိုင်ရင်တော့သူတို့ခွင့်ပြုရဲကျေးရွာတွေကိုပဲလှူရမယ်လို့ပြောပါတယ်လူမဲ့ပစ္စည်းတွေကိုလည်းအကုန်လှန်လို့စစ်ဆေးပါတယ်လို့သကိုင်းတောင်ရုံရှိဘုံကြီးเจ้าများနဲ့တိလားရှင်เจ้าများထံကိုဆိုင်းအလူရန်တွားရောက်ခဲ့တဲ့ Pride အဖွဲ့တခုကသတင်းဌာနကိုပြောပါတယ် မလ28ရက်နေ့ငလင်လုခတ်ခဲ့ပြီး9ရက်အတွင်းစစ်စင်ရေးများနေပါသွားတော်လင်းဧပြီလ3ရက်ကစတင်ပြီးသကိုင်းမြို့မှာပြူစောတိနယ်ပြည်သူစစ်တွေကကင်စိန်ဖွဲ့တွေကိုစစ်စင်မှုတွေလှောက်ဆောင်လာကြောင်းသိရပါတယ်။မင်းကမနက်ကဆိုရင်ရန်ကုန်ဘက်ကလာတဲ့အဖွဲ့တွေအဝေးကလာတဲ့အဖွဲ့တွေတော်တော်များများပြန့်နှံ့သွားတယ်။လက်နက်တကားကလည်းစစ်စေးတာတွေမကြိုက်တာရင်ပြီးတော့ NDA လည်းများလို့လက်နက်တွေလည်းကင်ထားတယ်။ဘလို့အဖွဲ့အစည်းဘာမှမသိတဲ့အတွက်လှည့်ပြန်ကုန်တာလို့အဲ့ဒီဖြစ်စဉ်ကိုတေချာစွာသိရှိထားတဲ့စကိုင်းမျိုးဒေတာတရင်အင်းမြက်ကပြောပါရယ် ်စကိုင်းမြို့ပေါ်မှာကင်ဆင်းဖွင့်များကိုတားဆီးစစ်စင်းမှုတွေလှုပ်ဆောင်ရမှာမဘာသာဘုံကြီးတချို့ပါဝင်ပြီးပြူစောတီပြည်သူစစ်တင်တဲ့ဒုဒေတာဆိုင်ရာမိသက်ချက်ချင်းနေရင်းရက်ခွန်အုပ်ချုပ်ရေးဖွဲ့တွေမှာပါဝင်ကြောင်းသိရပါတယ်အစံဘက်စစ်ကောင်စီကငလင်ဘေးကွန်ကြီးကင်ဆင်းဖွဲ့တွေအနေနဲ့မြေတီဖွဲ့စည်းမှုဆိုဒီကြလွတ်လပ်စွာရပ်တည်ပြီးဆောင်ရွက်ခွင့်မရှိပဲဂျိုတင်ခွင့်ပြုချက်တောင်းခံထားတဲ့ဖွဲ့စည်းတွေဖြစ်ပေါ်လို့အုံပြီးတပ်ဆိုင်ရာတာဝန်ရှိသူများနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမှာဖြစ်တာကိုမူဝါဒတည်းအနေနဲ့လှုပ်ဆောင်သွားဖို့လိုကြောင်းတိုင်းဒေသကြီးနဲ့ပြည်내ဝင်ကြီးချုပ်များအနေနဲ့လည်းမိမိ တို့သက်ဆိုင်ရာနေမြေတွေကိုရောက်ရှိလာတဲ့ကုညီကယ်ဆိုင်အဖွဲ့များ NGO အဖွဲ့အစည်းများကိုမိမိတို့ကုညီကယ်ဆိုင်အဖွဲ့များနဲ့အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုသွားဖို့လိုကြောင်းအေပီလ9ရက်နေ့မှာတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။ နောက်ထပ်တစ်ပုတ်အနည်းငယ်မြင့်ချီမျိုးညောင်ပင်ရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးနဲ့ပစ်ခတ်မှုနေအိမ်များမီးလောင်ပြကြတဲ့ကြောင့်တင်းဆက်ပြီးပါမယ်။မကွေးတိုင်းပခုတ်ကူမျိုးနယ်မြင့်ချီမျိုးညောင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်နေအိမ်16လုံးမီးလောင်ပြကြခဲ့ကြောင်းဒေသခံပြည်သူတွေကသတင်းဌာနကိုပြောပါရယ်။အေဘီလ9ရက်နေ့ည9:30မိနစ်30ခန်းချိန်အောင်တာပြူစော်တီရွာမှာစစ်တပ်ကမြင့်ချီမျိုးညောင်ပင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အ ကြမ်းဖက်စစ်တပ်ရဲ့လက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူများထိခိုက်မှုမရှိတော့လေနေအိမ်ဆက်ကွန်နှလုံးမီးလောင်ပြကြခဲ့ကြောင်းသိရပါတယ်။ညောင်ပင်ကျင်းရွာကိုအောင်သာကပြူခွေးတွေနဲ့စစ်ခွေးတွေကလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာပါ။နေအိမ်ဆက်ကွန်နှလုံးမီးလောင်ပြကြသွားတယ်လို့ဒေသခံပြည်သူတောင်ကပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီက AB လ2ရက်မှ22ရက်ထိအပြစ်ရထားကြောင်းကြေညာထားတော့လေမြန်မာနိုင်ငံတဝန်းလုံးမှာဒီကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းများလှုံ့ဆော်ခဲ့ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။ ရန်ကုန်းမြို့နယ်နေရွက်ကွက်မှာမနီကညာပိုင်းစစ်ကောင်စီရဲ့အထူးတပ်ဖွဲ့ကစစ်စင်ရေးပုံစံနဲ့အဲဆင်းဝင်စစ်ပြီးရခိုင်လူငယ်ဆယ်ဦးပါဝင်လူငယ်အများပြားကိုဖမ်းဆီးသွားကတကားမဖွင့်တဲ့အိမ်များကိုရိုက်ချိုးဖွင့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမရန်ကုန်းမြို့နယ်အမတ်နေရွက်ကွက်မှာမနီကညာပိုင်းစစ်ကောင်စီရဲ့အထူးတပ်ဖွဲ့ကစစ်စင်ရေးပုံစံနဲ့အဲဆင်းဝင်စစ်ပြီးရခိုင်လူငယ်ဆယ်ဦးပါဝင်လူငယ်အများပြားကိုဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါရင်ဒီမနက်တနအီလောက်တနာတိတ်ချီလက်နှစ်ရွက်ကွက်ထဲကိုစစ်သားနေရဲကရှာ ားချီတဲ့အထုတပ်ဖွဲ့ကလူတွေတိုက်တွေပေါ်အကုန်တက်တဲ့ရခိုင်လူငယ်ဆယ်ဦးလောက်အဖမ်းခံရတာတွေ့ရတယ်။အဲစင်းလည်းတိုင်ထားတာကိုဖမ်းတာအခြားအဲစင်းတွေမတိုင်တဲ့ပြည်သူတွေလည်းအဖမ်းခံရတယ်။အချုပ်ကားတွေရဲကားစစ်ကားတွေအများကြီးနဲ့ရက်ွက်နယ်လမ်းကိုပိတ်ပြီးအဲစင်းစစ်တားလို့မယန်းကုန်းမြို့နယ်နှင်းရက်ွက်မှာပြည်သူတအုပ်ကပြောပါရယ်။ဒါအပြင်မယန်းကုန်းမြို့နယ်နှင်းရက်ွက်မူတီတာအင်ယာတဲ့အတွင်းမှာလည်းအခန်းအားလုံးကိုဝင်ရောက်စစ်ဆေးပြီးအဲစင်းရဲ့တိုင်ထားသူမှန်တများကိုရက်ွက်ယုံနယ်ကိုခေါ်ဆောင်သွားကြောင်းသိရပါရယ်။မူတီတာအင်ယာတဲ့ကိုတော့အဝင်ထွက်တွေ ပိတ်ပြီးစက်တာဒီမနက်မှပြန်တီးရတာကအမှန်နဲ့ရက်ွက်တစ်ခုလုံးကိုစစ်ဆေးတာမတင်ကားတဲ့အိမ်တွေဆိုရင်ချင်းနောင်ပါလှမ်းစစ်တဲ့ဆန်အိုးတွေဖွင့်နေ လက်နက်ခရံရှာတာလို့ပြောတယ်လို့မူဒိတာအင်ညာတက်မှပြည်သူတအုပ်ကဆိုပါတယ်အင်းစင်းစစ်စေးတဲ့စစ်ကောင်စီရဲ့အထူးတပ်ဖွဲ့မှမြန်ကုန်မြို့နယ်အမှတ်2ရပ်ကွက်ရုံမှာရပ်ကွက်အုပ်ချုပ်ရေးဖွဲ့ဝင်တချို့ပါဝင်ခြင်းမရှိဘဲကွင်းစင်ပြီးစစ်စေးရေးပုံစံနဲ့ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်ရဲနဲ့စစ်သားအယောက်400ကျော်တိုက်တွေ့အကုန်လုံးဝင်တာမူဒိတာအင်ညာတွေကအများဆုံးအဖမ်းခံရတာမော်တော်ပြခဲ့ပါတယ်အယံမီတက်အနေငယ်ပါတယ်စစ်ကားတွေရဲကားတွေအရေးပေါ်ကားတွေရောအစင်တင်ထားတာတကားဖိတ်ထားတဲ့အခန်းတွေကအစာအက ုံရိုက်ချိုးသွားတာတနည်းကဗဟိုလမ်းပေါ်အပိုလိုဟိုတယ်ရှိအပြစ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတရက်ကွက်လုံးကိုတတိုင်းမကြံဝင်စစ်တာည7နာရီကနေမနက်6နာရီခွဲမှာအားလုံးပြန်ကုန်တယ်လို့မယန်းကုန်းမြို့နယ်နှစ်ရက်ကွက်မှာပြည်သူတအုပ်ကဆက်လက်ရှင်းပြပါရယ်နောက်ထပ်တပုံနီနဲ့အဖိနှိတ်ခံပြည်သူလူထုတရက်လုံးတို့လာတောင်းတတဲ့နိုင်ငံရေးမျှော်မှန်းချက်များတလုံးတဝရရရှိစေဖို့အတွက်တိုင်းသားညီကိုရီးယားအကောင်ဆုံးမိတ်ဆွေဖြစ်ဆက်လက်ရည်တည်သွားမယ်လို့အေးထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်အဖိနှိတ်ခံပြည်သူလူထုတရက်လုံးတို့လာတောင်းတတဲ့နိုင်ငံရေးမျှော်မှန်းချက် ံများတလုံးတဝါတွေရရှိစေဖို့အတွက်တိုင်းဒေသညီကိုရီးယားအကောင်ဆုံးမိတ်ဆွေအဖြစ်ဆက်လက်ရည်တည်သွားမယ်လို့အာရကတက်တော်ကဒီဇင်ဘာလ29ရက်မှာထုတ်ပြန်ပါတယ်။အာရကတက်တော်ကအဖိနိုင်ကမ်းမြမပြည်သူလူထုတရားလုံးရဲ့လူလာတောင်းတာတဲ့နိုင်ငံကြီးမျိုးမှန်ချက်များတလုံးတဝါတွေရရှိစေဖို့အတွက်မမမမဆက်လက်ရည်တည်ပြီးမြမပြည်ရင်းမှာတိုင်းဒေသညီကိုရီးယားအကောင်ဆုံးသောညီကိုမိတ်ဆွေဖြစ်ဆက်လက်ရည်တည်သွားမှာဖြစ်ကြောင်းအေကပြောဆိုပါတယ်။အာရကပြည်သူတော်လိုင်းအစိုးရကအာရကဒေသအတွက် အကျိုးစီးပွား ွားဖြစ်ထွန်းနဲ့ဒေသဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုတဲ့မြည်သည့်နိုင်ငံခြားရှင်းနှီးမြုံနှံမှုမျိုးမဆိုအတိမတ်ပြုကြိုးဆိုပြီးရှင်းနှီးမြုံနှံရေးလုပ်ငန်းများစီမံကိန်းများနဲ့ရှင်းနှီးမြုံနှံလုပ်ကိုင်နေကြတဲ့သူတွေရဲ့လုံခြုံရေးအသက်အန္တရာယ်တို့ကိုမိမိတို့အနေနဲ့အထူးကယူဆိုင်ကာကွယ်ဆောင်ရှောက်သွားမှာဖြစ်ပါတယ်။လာရောက်ရှင်းနှီးမြုံနှံကြတဲ့နိုင်ငံခြားရှင်းနှီးမြုံနှံမှုစီမံကိန်းများဆက်လက်လည်ပတ်နိုင်ဖို့အတွက်မိမိတို့အဖွဲ့အစည်းကအစိုးရကုမ္ပဏီတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်အပြင်အကျိုးတို့ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းလိုလားကြောင်းထုတ်ပြန်ကြမှာပေါ်ပြပါရတယ်။၂၀၂၃ 2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာစတင်ခဲ့တဲ့အာရခဒေတာအတွင်းမှာအာရခတက်တော်ရဲ့ထိုးစစ်တွေကမိမိတို့အာရခဒေတာအတွင်းနေပြည်သူလူထုတရက်လုံးရဲ့လူလာတဲ့ဆန္ဒနဲ့အာရခဒေတာနဲ့လူမျိုးပေါင်းစုံလူမျိုးရေးကိုအတိအကျယူရပြီးအဖိနှိတ်ကံမြန်မာပြည်သူတရင်လူတရက်လုံးရဲ့စစ်အာဏာရှင်စနစ်မှလူမျိုးရေးအတွက်တိုင်းရိုက်အထောက်အပံ့ပြုမယ်လို့ အကျွမ်းမဲ့ယုံကြည်ကြောင်းလွန်ခဲ့တဲ့နှစ်ကာလများမှာလေတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့တက်ကြွတဲ့ဦးဆောင်မှုအောက်မှာတရုတ်မြန်မာနေဆက်ဒေသတည်ငြိမ်ရေးအကြမ်းဖက်မှုများပပျောက်ရေးအွန်လိုင်းလောင်းကစားကြားဖြတ်တိုက်ဖြတ်ရေးစတဲ့ကဏ္ဍရပ်တွေမှာမိမိတို့အဖွဲ့အစည်းသားမကကိုကံတောင်းအဖွဲ့အစည်းတွေနဲ့တူဟိုင်ငင်သဘောတူညီချက်ရရှိတဲ့အထိမိမိတို့ကစိတ်အားထက်သန်စွာဖြင့်တက်တက်ကြွကြွပူးပေါင်းပါဝင်ခဲ့ကြောင်း လက်ရှိမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခင်းအကျင်းဖြစ်ပျက်တွေကိုစည်ရင်းနဲ့ဖြည့်ရှင်းတာထက်နိုင်ငံရေးနည်းလမ်းနဲ့ဖြည့်ရှင်းဖို့အမြဲတမ်းအသင့်ရှိပါကြောင်းထုတ်ပြန်ချက်မှာပါရှိပါရယ်ရခိုင်မျိုးသားဖွဲ့ချုပ်အာရခတတ်တော် ULAA ကအာရခပြည်သူလူထုတရက်လုံးရဲ့ထောက်ခံမှုနဲ့အတူအာရခဒေသအတွင်းနေလူမျိုးပေါင်းစုံရဲ့အမျိုးသားထန်တူရေးဒေသတစ်ခုလုံးဖိနှိပ်အုပ်ချုပ်သူတို့လက်အောက်မှာလွမြောက်ရေးတို့အတွက်ဒီဇိုင်းမမတ်ကျိုးပန်းဆောင်ရွက်လျက်ရှိတဲ့အဓိကရှေးဆောင်လက်နက်ကင်တော်လိုင်းဆင်နွှဲနေတဲ့နိုင်ငံရေးဖွဲ့စည်းတစ်ခုဖြစ်ကြောင်းထုတ်ပြန်ချက်မှာဖော်ပြကြောင်းတရင်မှာ ါရှိပါရဲ့ရှင်။